မန္တလေးတက္ကသိုလ်မိလောင်ပါတယ်မိလောင်တော့မန္တလေးတိုင်းစကိုင်းတိုင်းကချင်းပြည်နယ်ကအကြောင်းသားတွေရဲ့ G12 ဆမ်မွေအဖြစ်လာတယ်မိရက်ပါသွားပါတယ်အခုမန္တလေးစကိုင်းကချင်းပြည်နယ်နဲ့နေပြည်တော်ကောင်စီကအကြောင်းသားတွေဆမ်မွေပြန်ဖြေရမယ်ဆိုရဲအမိတ်ထွက်လာပါတယ်မေလ9ရက်နေ့မှာပြန်ဖြေရမယ်လို့ဆိုထားပါတယ်ပြန်ဖြေရမယ်အကြောင်းသားအရေးအတွက်က9000ကျော်ပါပထမဆုံးမေးစရာရှိတဲ့မေကွန်းကအကြောင်းသားတွေကိုအဲ့ဒါလို့ဆမ်မွေပြန်ဖြေခိုင်းတာဟာ တရားသလားမတရားပါဘူးចောင်းသားတွေဘက်ကဆာမွေးပွဲဖြည့်ပြီးပြီးအဖြစ်လွားအပ်ပြီးပြီသူတို့တော်ဝင်ကြေခဲ့ပြီးပါပြီအဲ့ဒါကိုနောက်တစ်ခါပြန်ဖြည့်ခိုင်းတာဟာမတရားပါဘူးအဖြစ်လွားကိုចောင်းသားတွေကဖြည့်ပြီးပြီးအပ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီအဖြစ်လွားတွေမပြောက်မပြက်အောင်ထိန်းသိမ်းရမယ့်တော်ဝင်ဟာပညာရေးဆိုင်ရာဝန်ထမ်းတွေမှာတော်ဝင်ရှိပါတယ်ဆာမွေးဝါကန်ကနေပြီးတော့စာစစ်ဌာနထိရောက်အောင်ပို့ပေးရမယ့်တော်ဝင်ကတော်ဝင်ပြည့်အချင်းခံရတဲ့ဆရာဆရာမတွေရဲ့တော်ဝင်မှာ စာစစ်ဌာနကိုအဖြစ်တော်တွေရောက်သွားပြီးပြီဆိုရှင်စီမံခန့်ခွဲရေးနဲ့ဆိုင်တဲ့ဝန်ထမ်းတွေရဲ့တာဝန်မှာအဲ့ဒီအဖြစ်တော်တွေမပြောက်မပြက်ရေးအတွက်တာဝန်အပေးခံထားတဲ့သူတွေအစစ်စစ်ဟာပထမဆုံးတာဝန်ရှိတဲ့သူတွေပါအဲ့ဒီထက်ပိုပြီးတော့တာဝန်ရှိတဲ့လူအလုံးခြုံငုံပြီးတော့တာဝန်ယူရမယ့်တာဝန်အရှိဆုံးပုဂ္ဂိုလ်ကတော့ပညာရေးဝန်ကြီးပါပဲအခုစာစစ်ဌာနမှာစာစစ်နေတော့အဖြစ်တော်တွေ မီးလောင်ခံရတယ်ဆိုတော့လုံခြုံရေးသမားတွေစီမံခန့်ခွဲရေးပိုင်းဆိုင်ရာတာဝန်ယူတဲ့သူတွေမှာတာဝန်ရှိပါတယ်။ဆရာဆယ်မတွေရဲ့တာဝန်မဟုတ်ပါဘူး။ဆရာဆယ်မတွေကအပြေလွှာစစ်ဖို့ပဲတာဝန်ရှိပါတယ်။အဲ့ဒါလို့တာဝန်ရှိတဲ့သူတွေအများပြားရှိတဲ့အနက်မှာအလုံးကိုပေါင်းချုပ်ပြီးတော့တာဝန်အရှိဆုံးလူကိုပြပါဆိုရင်တော့အဲ့ဒါကပညာရေးဝန်ကြီးပါပဲ။ငလျင်လှုပ်တယ်။မီးလောင်တယ်။အပြေလွှာတွေပျက်စီးတယ်။တာဝန်အရှိဆုံးလူကပညာရေးဝန်ကြီးပါပဲ။တခြားတာဝန်ရှိတဲ့သူကတော့ တိုင်းပြည်ရဲ့အကြီးဆုံးတာဝန်ကိုယူထားတဲ့ဗိုလ်ချုပ်မင်းအောင်လိုက်ပါအဲ့တော့သူတို့ကပြောမယ်ဆိုတော့ငလင်းလှုပ်တာ မီးလောင်တာငါတို့လည်းဘာတက်နိုင်မလဲလို့ပြောလာမယ်ထူးချေလွာတင်ပြီးတော့အတနာခံလာမယ်ဆိုတော့မှပြည်သူလူထုကနေပြီးတော့စင်စာနားလဲပေးရမှာကအော်ဟုတ်ပေသားပဲသူတို့မတက်နိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်သူတို့တာဝန်ပြက်ကွက်တာမှန်ပေမဲ့ခွင့်လွှတ်ထိုက်တယ်ဆိုတာမျိုးဖြစ်ရမှာပါအခုတော့အဲ့ဒါလို့မဟုတ်ပါဘူး ငလင်လောက်တာမိလောင်တာငါတို့နဲ့မဆိုင်ဘူးငါတို့တာဝန်မဟုတ်ဘူးမင်းတို့ကြောင်းသားတွေစာမွေးပွဲပြန်ဖြေကြလို့လွယ်လွယ်နဲ့စာရွက်စုပ်ပေါ်မှာလက်မှတ်ထိုးအမိပေးလိုက်တာဟာတာဝန်မဲ့လွတ်ပါတယ်အာနာရှင်ဆန်လွတ်ပါတယ်သူတို့စေအုပ်စုခေါင်းဆောင်တွေကိုအာနာရှင်လို့ပြောရင်ဘာကြောင့်အာနာရှင်လို့ပြောမှန်းကိုသူတို့ကောင်းကောင်းနားလည်ပုံမရပါဘူးအာနာရှင်အတွေးခေါ်ခေါင်းထဲမှာအပြည့်အဝဝင်နေပြီးတော့အာနာရှင်လောက်ရက်ကိုပဲအမြဲလိုလိုလုပ်နေလို့ အာနာရှင်လို့သူတို့ကိုခေါ်တာသူတို့မှာပြဿနာတစ်ခုခုကိုဖြေရှင်းတော့မယ်ဆိုလို့ရှိရင်သူတို့ရဲ့သခင်သူတို့ရဲ့အရှင်သူတို့ရဲ့အရင် အာနာရှင်တွေလှုပ်တဲ့လှုပ်ထုံးလုံးကြီးကိုပဲပြေးမြင်တော့ရှေ့လူလှုပ်တဲ့အတိုင်းပဲအမြဲလှုပ်တယ်ရှေ့လူမားတယ်လို့အမြဲမားတယ်ရှေ့လူအာနာရှင်လှုပ်ရလှုပ်တယ်လို့အမြဲလှုပ်တယ်အဲ့ဒါလို့ねဒီတိုင်းပြည်မှာအာနာရှင်စနစ်ဆိုးကြီးဟာခက်အဆက်အဆက်မပြတ်မကွက်စီးဆင်းနေတာပါ ဒီတိုင်းပြည်မှာ နေရတာကစစ်အာဏာရှင်စနစ်စစ်အာဏာရှင် လုံထုံးလုံနီးတွေကြီးစိုးမင်းမှုနေတာအဲ့ဒါတွေကြောက်မှာဘာပဲဖြစ်ဖြစ်မကောင်းတာမှန်သမျှစစ်အာဏာရှင်တွေရဲ့တလွဲစီမံခန့်ခွဲမှုနဲ့အမြဲတမ်းဆက်ဆက်နေတယ်ဆိုတာအဲ့ဒါကြောက်မှာပဲစစ်အာဏာရှင်စနစ်ကိုဒီမြေပေါ်ကနေပြီးတော့အပြေးပိုင်ဖယ်ရှားဖို့လိုအပ်နေတယ်ဆိုတာကလည်းအဲ့ဒါကြောက်မှာပဲအဲ့ဒါလို့မဖယ်ရှားနိုင်လို့ရှိရင်တားစင်မြေဆက်စစ်ကြုံဆက်ပြီးတော့ဖြစ်ပါလိမ့်မယ် အဲ့ဒါကတိတ်အရေးကြီးတဲ့အချက်ပါအခုစာမှုပွဲပြန်ဖြေရမယ့်ចောင်းသားအရေးအတွက်က9000ကျော်ရှိတယ်ငလင်းထံကိုအစိုးဆုံးခံရတဲ့မန္တလေးစကိုင်းနေပြည်တော်ကចောင်းသားတွေအများစုပါဝင်ပါတယ်ကချင်ပြည်နယ်ကចောင်းသားတွေပါပါတယ်သူတို့နေရာကနေပြည်တော်များလူလူချင်းစာနာထောက်ထားတဲ့စိတ်နဲ့တွေးကြည့်ကြစမ်းပါအဒမီဂျင်းစာနာတဲ့စိတ်ထားနဲ့တွေးကြည့်ကြစမ်းပါဒီចောင်းသားတွေထဲမှာကိုယ်အိမ်ပြိုသွားတဲ့ចောင်းသားပါမယ်ဆွေမျိုးမိဘတငယ်ချင်းတည်ဆုံသွားတဲ့ ចောင်းသားပါမယ်ចောင်းသားကိုယ်တိုင်ទេဆုံးသွားတာမျိုးလည်းရှိမယ်ပြိမိပြီးတော့ကယ်ဆယ်လို့ပြန်လွတ်လာတဲ့ចောင်းသားမျိုးလည်းရှိခြင်းရှိမယ်သူတို့ခံစားနေရတဲ့စိတ်ဒုက္ခစိတ်တောကကိုတွေးကြည့်ပါကိုချင်းစာကြည့်ပါဘလောက်ခက်ခဲမလဲဆိုတာတွေးကြည့်ရင်သိနိုင်ပါတယ်ဒီကြားထဲမှာနောက်ဆက်တွဲငလျင်တွေကလည်းအဆက်မပြတ်လှုပ်နေပါသေးတယ်စိတ်မချရသေးပါဘူး အားလုံးစိုးရိမ်ပူပန်နေကြပါတယ်ပထမငလျင်နဲ့မသေးဘဲနဲ့နောက်ဆက်တွဲငလျင်ကြမှသေတယ်ဆိုတာမျိုးတွေပျက်စီးတဲ့အဆောက်အုံတွေဆုံးရှုံးတဲ့ဆိုတာမျိုးတွေငလျင်တမိုင်းမှာခဏခဏဖြစ်ပူပါတယ်အဲ့တော့အားလုံးကသတိမပြတ်ကိုယ်နဲ့ကတ်ထားနေရပါတယ်အခုမေလ9ရက်မှာစာမွေးပွဲဖြစ်ရမယ်လို့ဆိုပါတယ်အဲ့ဒီမေလ9ရက်ဆိုတာကလည်းစိတ်မချသေးပါဘူးနောက်ဆက်တွဲငလျင်တွေလှုပ်နေနိုင်သေးတဲ့အချိန်မှာပဲအဲ့ဒီအချိန်မှာကျောင်းသားတွေကဘလို့လှုပ်ပြီးတော့စာမွေးပွဲတက်စိတ်ဖြောင့်ဖြောင့်ထားပြီးတော့ ပြင်ဆင်နိုင်ကြမှာပါလေဆာမိုဝဲဖြစ်နေတော့ငလျင်ထပ်မလုပ်ဘူးလို့ရောစိတ်ချရရလားပြီးတော့တက္ကသိုလ်ဝန်ထမ်းဆာမိုဝဲဆိုတာကတသက်မှာတစ်ချိန်ဖြစ်ရတဲ့ဆာမိုဝဲကြီးမျိုးပါဒီလိုဆာမိုဝဲကြီးဆိုတာတစ်ခါဖြစ်ပြီးတာတောင်မှတစ်သလုံးအခါခါအိမ်မက်ပြန်မက်မိနေလောက်အောင်စိတ်ဖြစ်စီမှုကြီးတဲ့ဆာမိုဝဲကြီးပါကို့ဘဝနဲ့ဆိုင်နေဆိုပြီးတော့အကြီးအကျယ်ပြင်ဆင်လေးရှိတဲ့ဆာမိုဝဲကြီးပါအဲ့လိုဆာမိုဝဲပြန်ဖြစ်ဖို့အတွက်ចောင်းသားတွေတည်းမကဘဲနဲ့ မိဘတွေပါစိတ်ပင်ပန်းကြရတာမျိုးပါငွေကုန်ကြေးကြတွေလည်းအများကြီးပေးဆက်ထားရတာမျိုးပါအဲ့ဒါတွေကိုမစင်စားမစင်ကျင်ပဲနဲ့လွယ်လွယ်နဲ့မင်းတို့နောက်တစ်ခါထပ်ဖြစ်ဆိုပြီးတော့အမိတ်ထုတ်လိုက်တာဟာအာနာရှင်ဆန္ဒမဟုတ်ရင်ဘာလို့ခေါ်ရအောင်မလဲနောက်တစ်ခါပြန်ဖြစ်ရင်မေကွန်းကအရင်မေကွန်းမဟုတ်တော့ဘူးအရင်တစ်ခါတော့ကဖြစ်နိုင်ပြီးတော့အခုတစ်ခါမှာမဖြစ်နိုင်ကြတော့ဘူးဆိုတဲ့သူတွေရှိလာမယ်အရင်တစ်ခါမေကွန်းကလွယ်ပြီးတော့အခုတစ်ခါမေကွန်းကခဲ့ရင်အခုတစ်ခါ ပြန်ဖြေရတဲ့ကြောင်းသားတွေအတွက်မတရားတော့ဘူးဒုက္ခရောက်ပြီအရင်တစ်ခါမေခွန်းကခက်ပြီးတော့အခုတစ်ခါမေခွန်းကလွယ်ပြန်ရင်လည်းအရင်တစ်ခါဖြေခဲ့ရတဲ့ကြောင်းသားတွေအတွက်မတရားတော့ဘူးအရင်တစ်ခါဂုံတူးထွက်တဲ့ကြောင်းသားကအခုတစ်ခါကြကျင်ကြမယ်အရင်တစ်ခါကြတဲ့ကြောင်းသားကအခုတစ်ခါဂုံတူးထွက်ချင်ထွက်မယ်အခုဆိုရင်ဒါတိုင်းနဲ့ပတ်သက်ပြီးတော့ထောက်ပြတဲ့ဆရာဆံမတွေအများကြီးရှိလာပြီမကျင်တတ်တဲ့ကြောင်းသားတွေလည်းအတန်တွေထွက်လာကြပြီပြောဆိုလာကြပြီတချို့က အားလုံးကိုအောင်ပေးပြီးတော့တက္ကသိုလ်ဝင်တဲ့အကြီးချင်းကိုတက်ဆိုင်ရာတက္ကသိုလ်တွေကအကြီးချင်းစစ်ဆံမိုးပွဲတွေလှုပ်အောင်မှာမို့လို့အဲ့ဒီကြတော့မှပူစစ်ပါဆိုတာမျိုးအကြံပေးကြတာရှိတယ်။တချို့ကတော့အရင်ဖြေခဲ့တဲ့ဆံမိုးပွဲရက်လက်တွေကိုပြန်မြယူပြီးတော့အမှတ်ပေးပါဆိုပြီးတော့အကြံပေးကြတာလည်းရှိပါတယ်။ဘာလို့ပါလို့အကြံပေးတဲ့အထီကိုကျွန်တော်မပြောချင်ပါဘူး။ဒါပေမဲ့ဖြစ်တင်တာကအဲ့ဒါလိုအကြံပေးကြတာတွေကိုစဉ်းစားတဲ့နယ်တိုင်ပင်တဲ့နယ် အကြံဉာဏ်တွေသဘောထားတွေရယူတင်ပါတယ်။အဲ့ဒါတွေကိုအရင်လောက်အောင်ပါပညာရေးဝန်ကြီးကနေပြီးတော့တင့်တော်တဲ့ဆရာတွေဆရာမတွေပေါမောက်ခတွေမိဘတွေចောင်းသားတွေစတဲ့လူတွေကိုအစည်းအဝေးခေါ်နှိမ့်နှိုင်းဆွေးနွေးအကြံဉာဏ်ရယူပြီးတော့ဆုံးဖြတ်ချက်ချတာမျိုးကိုလောက်အောင်ပါ။အခုတော့အဲ့ဒါတွေတခုမှမလုပ်ဖက်နဲ့အမိတ်ထုတ်ချလိုက်တဲ့အတွက်ပြောချင်တဲ့သူတွေအကြံဉာဏ်ရှိတဲ့လူတွေကနောက်ကနေလိုက်ပြောရတဲ့အဖြစ်မျိုးဖြစ်နေပါတယ်။ရှေ့နောက်တွေအစီအစဉ်လွဲချော်နေပါတယ်။ ကောင်းတဲ့အကြံဉာဏ်နဲ့အကျိုးမရှိဘဲနဲ့အလတ်အသက်ဖြစ်ကြပါတယ်။တိုင်မင်ဆွေးနွေးအကြံဉာဏ်ရယူရမယ့်အထက်မှာဆရာဆရာမတွေပါမောက္ခတွေလာမကပါဘူး။ចောင်းသားတွေရဲ့အကြံဉာဏ်ကိုလည်းရယူရမှာပါ။ចောင်းသားတွေကအဓိကကြတဲ့လူတွေပါ။ចောင်းသားတွေရဲ့စန္ဒကိုမေးမြန်းဖို့လိုကိုလိုအပ်ပါတယ်။ចောင်းသားတမကဆိုတာမျိုးတွေကအဲ့ဒါတွေအတွက်ကိုဖွဲ့ထားတာပါ။အရာမျိုးတွေအတွက်လိုအပ်တာပါအခုတော့ចောင်းသားတမက်ကမှန်သမျှကိုလည်းရန်သူတပ်ဖွဲ့တက်ဖြတ်ဖန်ဆီးနေလို့ ចောင်းသားကိုကိုစားပြုမဲ့အဖွဲမရှိပဲဖြစ်နေပါတယ်ဟရီတန်ရေခင်းကြီးဖြစ်တော့ចောင်းသားတပကခေါင်းဆောင်ကိုခမောင်အောင်ကိုဇော်ဝင်းကိုခင်အောင်ကိုမမောင်ခင်တို့ကဝင်းကြီးချုပ်ဦးနုနဲ့တွေ့ဆုံဆွေးနွေးပြီးတော့ចောင်းသားတွေကိုစားလိုလားချက်တွေတင်ပြတောင်းဆိုခဲ့တယ်ဆိုတာကိုများဒီစစ်ဘိုတွေကြားမှကြားဘူးကြားပါရဲ့လားမသိပါဘူးတော်ဝင်တဲ့လောက်ပိုင်ခွင့်ဆိုတာကိုလေဒီစစ်ဘိုတွေခွဲခွဲခြားခြားနားလည်ပုံမရပါဘူးဘိုးမင်းအောင်လည်းဟာသူ့ကိုယ်သူရှင်ပြန်လို့ထင်နေပုံရပါတယ် ရုရှားသွားတော့ကလည်းအဲ့လိုမျိုးပြောခဲ့ဘူးတာရှိပါတယ်ရှင်ဘီစိတ်တက်ဝင်နေတာဟာရှက်စရာလို့လည်းသူနားလည်းပုံမရပါဘူးရှက်ရမယ်အစားမှာဂုံယူစရာလို့ကြွားစရာလို့ထင်နေပုံရပါတယ်လောက်ရက်နဲ့ခံယူချက်ကိုအမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်တာတွေနဲ့နှိုင်းရှင်ပြီးတော့သုံးသပ်မယ်ဆိုလို့ရှိရင်အုံနောက်အတိညာနေပါလို့သာအဲ့လိုတွေတွေးနေတာဖြစ်နေတာလို့ကောက်ချက်ချရတော့မှာပါပဲ ပညာရေးဝန်ကြီးခံထားတယ်ဆိုတာပညာရေးဆိုင်ရာအလုပ်တာဝန်တွေကိုလုပ်ဖို့ခန့်ထားတာသူလို့ရမဲ့တာဝန်တွေလုပ်ဖို့အတွက်သူ့ကိုလုပ်ပိုင်권လဲပေးရမှာပါအခုလိုကိစ္စမျိုးဖြစ်လာလို့ရှိရင်သူကပဲဝန်ထမ်းတွေဆရာတွေပါမုခတွေចောင်းသားတွေကိုခေါ်ယူဆွေးနွေးပြီးတော့ဆုံးဖြတ်ချက်ချပေးတာမျိုးဖြစ်ရမှာပါသူ့ရဲ့ဆုံးဖြတ်ချက်ကပဲအတီးဖြစ်ရမှာပါအခုတော့အဲ့လိုဆွေးနွေးတိုင်မနာတွေဘာမှမလုပ် သူ့ကိုလုတ်ပိုင်권လဲပေးမထားပဲနဲ့မစီမဆိုင်အာနာရှင်ကထပ်ပြီးတော့မိတ်ထုတ်ပါတယ်ကြည့်ကြပါဦးဗိုလ်ချုပ်မင်းအောင်လိုင်ကမတ်လ29ရက်နေ့မှာမန္တလေးမြို့ကိုလာပြီးတော့အမိန်ပေးသွားတာတဲ့မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်နေပြီးတော့ကောင်စီကចောင်းသားတွေစာမှုပဲပြန်ဖြေရမယ်တဲ့ရိုင်းရိုင်းမေကွန်းပြန်ထုတ်ရမယ်ဆိုလို့ရှိရင်တော့မင်းကဘလောက်နားလဲလို့အဲ့ဒါလိုအမိန်မျိုးထုတ်တာလဲလို့မေးရမှာပါပဲမင်းနဲ့ဘာဆိုင်လို့အဲ့ဒါလိုအမိန်ထုတ်တာလဲလို့မေးရမှာပါပဲ သူကအာနာသိမ့်ပြီးတော့ဝင်းကြီးချုပ်ယာတူယာယီသမရယာတူကိုကို့ဘာသာကိုအတ်ထားတာနဲ့ပဲသူ့ကိုယ်သူအကုန်သိအကုန်တက်နေရာကနားလည်နေပြီလို့ထင်မှတ်နေတာလားမဆိုနိုင်ပါဘူးမတ်လ28ရက်နေ့မှာငရင်ကြီးလှုပ်ပြီးတော့မတ်လ29ရက်နေ့မှာညွန်ကြသွားတယ်ဆိုတော့ဘသူ့ပါမတိုင်ပင်မနဲ့လှုပ်ချင်ရကိုရန်ကာရောလှုပ်ချလိုက်ပြန်ပြီဆိုတာလည်းရှင်းနေတာပါပဲဗမာစကားပုံတစ်ခုရှိပါတယ်မြင်းလှုပ်မြင်းလှုပ်ခွေးလှုပ်ခွေးလှုပ်တဲ့ တခုလာတာခွေးကမဟုတ်မင်းနဲ့မြင်းကထပြီးတော့ခွာရှက်တော့ရိုက်ခံရပါတယ်လှဲဆွဲရမယ့်အလုပ်ကိုမြင်းကမလုပ်ဖက်နဲ့ခွေးကပချက်ဆင်ပြီးတော့လှဲဆွဲကျင်တော့နောက်ထပ်စကပုံတစ်ခုထက်ထွက်လာပါသေးတယ်ခွေးနဲ့ပချက်မအပ်ဆက်လိုက်တာတဲ့အခုလဲအဲ့လိုပဲကိုယ့်အလုပ်ကိုမလုပ်ဖက်နဲ့မြင်းအလုပ်ဝင်ရှုပ်ချင်လို့ခွေးနဲ့ပချက်မအပ်မရာဖြစ်ရတာပါပဲဆေးအုပ်စုဟာစင်တူယုံမအမားတွေကိုထက်ခါထက်ခါကျူးလွန်တာကိုလည်းဒီနေရာမှာထောက်ပြသင့်ပါတယ် အခုကျောင်းသားတွေစံမိုးပွဲထပ်ပစ်ခိုင်းတဲ့လောက်ရဟာရွေးကောက်ပွဲအပြီးမှာအာနာဝင်သိမ်းတဲ့လောက်ရနဲ့လဲခက်ဆင်ဆင်ဖြစ်နေပြန်ပါတယ်ရွေးကောက်ပွဲလုပ်တယ်ထွက်လာတဲ့အဖြေကိုသူတို့မကြိုက်တော့အာနာသိမ်းတယ်မဲစင်းမမှန်လို့ဆိုပြီးတော့အကြောင်းပြတယ်စပြီးတော့အကြောင်းပြတဲ့အချိန်တုန်းကတော့မဲစင်းကွယ်လက်ချက်ကရွေးကောက်ပွဲအဖြေကိုပြောင်းမြန်ဖြစ်သွားလောက်အောင်များသလားဆိုတော့အဲ့ဒါလောက်ကြီးတော့မဟုတ်ပါဘူးတောင်းကနန်းမှာလို့ပြောပါတယ်ဒါပေမဲ့အဲ့ဒါလို့ တောင်းကလန်းလွဲတာကလည်းစနစ်မကျဘူးမတရားဘူးဘာညာဆိုတာမျိုးလောက်ပဲကြက်ခရီးပါတီကစစ်တပ်ကပါပြောခဲ့တာပါအခုနောက်ပိုင်းကျတော့အဲ့လိုမဲရှင်းကွာလို့ပဲသူတို့မဲရှင်းရသေးတယ်လို့လို့ကြပြောင်းကြပြန်နေပြောလာပါတယ်မဲရှင်းများမကွာခဲ့ရင်သူတို့ပဲနိုင်တော့မှာလို့လို့ပြောနေပုံကအဆက်ကင်းမဲ့လွတ်ပါတယ်အမျိုးမျိုးလှက်ပတ်လိမ့်နေတယ်ဆိုတာထင်ရှားစေတဲ့အချက်တွေပါပဲအဲ့ဒီမဲရှင်းကွာသည်ဖြစ်စေမကွာသည်ဖြစ်စေ NLD ကနိုင်မှာပါပဲအဲ့ဒါဆိုရင် ဘာလို့အာနာသိမ့်တယ်လဲဆိုတော့ရှင်းပါတယ်အာနာလိုချင်လို့အာနာသိမ့်တာပါပဲအခုတခါရွေးကောက်ပွဲလုံအောင်မယ်တဲ့ပြောနေပြန်ပါပြီလုပ်ပုံကလည်းကြည့်အောင်နိုင်တဲ့ပါတီကတော့မပါနဲ့တော့ရှုံးတဲ့ပါတီတွေလာခဲ့ရှုံးတဲ့ပါတီနဲ့ငါတို့ပြိုင်မယ်ဆိုပြီးတော့လုံနေပါတယ်သူတို့မို့လို့မရှက်မကြောက်အဲ့ဒါလို့ပြောင်းကြကြလုံရဲတာကအံ့ဩစရာကြီးပါဗျာတကယ်ကိုအံ့ဩတော့ပါတယ်ငါတို့လုံနေပုံကရှက်စရာကြီးလို့များသူတို့တခါတလေ မတွေးမိကြဘူးလားသူတို့တာသမီဆိုတဲ့သူတွေသူတို့ဇနီးမယားဆိုတဲ့သူတွေကရောခမည်းတော်လောက်တာချက်ဆရာကြီးပါဗျာလို့တခွန်းတလေပြောမဲ့သူများတယောက်မှမရှိကြဘူးလားမသိဘူးသူတို့စေအုပ်စုဆိုတဲ့မိသားစုတွေအတိုင်းဝိုင်းတွေမိတ်ဆွေတွေအားလုံးကိုများမရှက်စေးထိုးထားကြသလားမသိပါဘူးအခုလဲလွယ်လွယ်ပြောပြပါပြီမင်းတို့ဖြေထားတဲ့အဖြေလွားတွေပျောက်သွားပြီစံမွေးဝဲထပ်ဖြေကြတဲ့ကျွန်တော်တို့တိုင်းပြည်ကလူငယ်တွေဟာ NLD ပါတီကို မဲပြီးပြီးသားပါအဲ့ဒါကိုစစ်အာဏာရှင်တွေကမဲရှုံတော့နိုင်ငံရေးစာမှုဘက်ကိုအသစ်ပြန်ဖြည့်ခိုင်းမှုစူးစမ်းနေတယ်အဲ့ဒါကြောင့်ပြည်တွင်းစစ်ကြီးဖြစ်နေပါတယ်အခုတခါလူငယ်တွေကိုပညာရေးစာမှုဘက်ထပ်ဖြည့်ခိုင်းနေပြန်ပါပြီဒါမျိုးအရင်တုန်းကတမိုင်းမှာတခါဖြစ်ခဲ့ဘူးလေဆိုတာကိုလည်းဘုံမင်းအွန်လိုင်းမသိတာလားကယူမဆိုင်ဘူးဆိုတဲ့အချိုးလာတော့မပြောတတ်ပါဘူး။ဟာရီတန်ကျောင်းမှာရေးခင်းဆိုတာအဲ့လိုမျိုးဖြစ်ခဲ့တာပါပဲ ဥနုအစိုးရလက်ထက်မှာပါအစိုးရအတုံးမကြလို့ပညာရေးဝန်ကြီးအတုံးမကြလို့အစိုးရစစ်ခုနှစ်တန်းစာမေးပွဲမေးခွန်းပေါက်တယ်ပေါက်တာမှာသတင်းစာထဲမှာစာမေးပွဲမဖြစ်ခင်မှာမေးခွန်းအစအဆုံးတစ်လုံးမကျန်အကုန်ပုံနှိပ်ဖော်ပြခဲ့ပါတယ်စာမေးပွဲကနေရောက်တော့အဲ့ဒီမေးခွန်းပဲတွေ့ရပါတယ်အဲ့ဒါပညာရေးဝန်ကြီးအပြစ်ပါဝန်ကြီးချုပ်လည်းတာဝန်ရှိတာပါပဲအဲ့ဒါကိုသူတို့တာဝန်သူတို့မယူဘဲနဲ့စာမေးပွဲပယ်ဖြတ်တယ်เจ้าหน้าတွေအကုန်စာမေးပွဲပြန်ဖြေကြဆိုတာမျိုးလုပ်တယ် ကျောင်းသားတွေကမကျင်တတ်တော့ဆန္ဒပြတယ်အဲ့ဒါကိုတနက်နဲ့ပြစ်တယ်လို့ heritage ဆိုတဲ့ခုနှစ်တန်းကျောင်းသားတည်တယ်ဝင်းကြီးရဲ့ဦးနုကသူကိုယ်တိုင်ကကျောင်းသားခေါင်းဆောင်ဟောင်းတယောက်အနေနဲ့ထွန်းပြောင်တဲ့တမိုင်းရှိခဲ့ဘူးပေမဲ့သူဆိုရဖြစ်တော့ကျောင်းသားတွေကိုဖိနှိပ်တဲ့အလုပ်ကျောင်းသားတမက်ကကိုဖိနှိပ်တဲ့အလုပ်တွေလုပ်ခဲ့ပါတယ် heritage ရေးခင်းမှာရောအော်တိုဘာကျောင်းတလပိတ်ရေးခင်းမှာပါအဲ့ဒါလိုလုပ်ခဲ့ပါတယ်အဲ့ဒီတော့က heritage အရေးခင်းကိုဘလို့အဆုံးတတ်ခဲ့တယ်လဲဘလို့ဖြည့်ရှင်းခဲ့တယ်လဲဆိုတော့ လိုက်ရောတာရဲ့ဖိနှိပ်တာရဲ့ရောနောအသုံးပြုပြီးတော့ဖြည့်ရှင်းခဲ့ပါတယ်။စာမွေးဝဲဖြည့်တဲ့ចောင်းသားတွေအားလုံးကိုစာမွေးဝဲထပ်မဖြည့်ခိုင်းမဲနဲ့အအောင်ပေးခဲ့ပါတယ်။ဒါကလိုက်ရောတဲ့အပိုင်းသွေးပူနေတဲ့အချိန်မှာចောင်းသားတွေညင်အောင်အဲ့လိုလိုက်ရောမှုတစ်ခုလုပ်ပေးခဲ့ပေမဲ့ဟယ်ရီတန်ကိုတတ်တဲ့သူတွေကိုဖောက်ထုတ်အေးအေးယူတာတွေမလုပ်ခဲ့ပါဘူး။ចောင်းသားတွေတောင်းဆိုသလိုပြည်ထောင်ဝင်ကြီးကိုအေးအေးယူပေးဖို့ကိုလည်းမလိုက်ရောခဲ့ပါဘူး။ပူပြီးတော့ဆိုတာကနောက်ပိုင်းမှာဖိနှိပ်မှုတွေထပ်လုပ်ခဲ့ပါတယ်။ အထက်တန်းကျောင်းသားတွေမှာကျောင်းသားတမက်ကမဖွဲ့ရတော့ဘူးဆိုပြီးတော့ပိတ်ပင်လိုက်ပါတယ်အဲ့ဒါလိုတမိုင်းမျိုးရှိခဲ့တယ်အုပ်ချုပ်တဲ့သူတွေမှားခဲ့တယ်အဲ့ဒါကြောင့်ကျောင်းသားတွေမကျင်တတ်တဲ့ဟရီတန်အရေးခင်ဆိုတဲ့ကျောင်းသားအရေးတော်ပုံတမိုင်းကြီးကြံရစ်ခဲ့တယ်အခုတခါအလားတူအမားမျိုးကိုထပ်လုပ်ပြန်ပါတယ်အခု grade 12 summer one နဲ့ပတ်သက်ပြီးတော့တက်ဆိုင်သူဆရာကျောင်းသားမိဘတွေနဲ့ညှိနှိုင်းဆွေးနွေးတဲ့အဲ့ဒါလိုဆွေးနွေးပြီးမှတင့်တော်တဲ့ဆုံးဖြတ်ချက်မျိုးပြင်ဆင်ချမှတ်တင်ပါတယ်မဖြစ်မနေ လောက်ဖို့အသင့်ဆုံးကတော့နံပါတ်1ပညာရေးဝန်ကြီးကကျောင်းသားနဲ့မိဘတွေကိုဝင်ချတောင်းပန်တဲ့။ငလျင်လှုပ်တာမီးလောင်တာကိုသူမတားနိုင်ပေမဲ့ဖြည်ပြီးသွားအဖြစ်လွားတွေကိုရှောက်ရှောက်ကာကွယ်မပေးနိုင်တာဟာသူ့တာဝန်ပြက်ကွက်တာဖြစ်တဲ့အတွက်ကျောင်းသားနဲ့မိဘတွေကိုသူတောင်းပန်ရမယ်။နစ်နာသူတွေကိုသူတောင်းပန်ရပါမယ်။နံပါတ်2မြင်းအလုတ်ကိုခွေးဝင်ရှုံမိတဲ့အတွက်ရဲ့ နိုင်ငံခေါင်းဆောင်တာဝန်ယူထားပြီးတော့အဖြေလွှာတွေကိုမကာကွယ်နိုင်တဲ့အတွက်ရကြဘိုးချုပ်မင်းအောင်လှိုင်ကကျောင်းသားနဲ့အမိဘတွေကိုတောင်းပန်တယ်ပါတယ်တချို့ကပြောကြပါလိမ့်မယ်သတင်းသမားတွေကဘာပြောပြောဘိုးချုပ်မင်းအောင်လှိုင်တို့ပညာရေးဝန်ကြီးတို့ကတော့တောင်းပန်မှာမဟုတ်ပါဘူးလို့အမှန်ပါတယ်သူတို့ကဆက်အာဏာရှင်တွေပါတောင်းပန်မှာမဟုတ်ပါဘူးဒါပေမဲ့ပြောတင်တာကိုတော့သတင်းသမားကပြောကိုပြောရပါလိမ့်မယ်သူတို့မတောင်းပန်ရင်တောင်းမှသူတို့ဒီလိုတွေလုပ်နေလို့ဒီတိုင်းပြည်ဒီလိုဖြစ်နေတယ်ဆိုတာကို အများပြည်သူသတိပြုမိအောင်ဒါတွေကိုပြောကိုပြောရမှာပါ